ီဒီယိုကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအခုလိုချိန်ခါတိုင်းမှာပရိသတ်တွေအတွက်ဆောက်လီတွေကအကြောင်းအရာလေးတွေကိုဖတ်ပြတင်ဆက်ပေးနေတဲ့ podcast ပိုင်းဖြူဆူဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်ရေးချက်ထားတဲ့ဆောက်လီကတော့စာရေးဆရာနေသားရေးသားထားတဲ့မင်းအတွက်ဆိုတဲ့ဆောက်လီပဲဖြစ်ပါတယ်ဒီတဲ့ကမှဖတ်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့မင်းကြုံတွေ့လာသည်များအရာရာတိုင်းကိုထိမ့်ချုပ်ပြောင်းလဲနိုင်စွမ်းမင်းမှမရှိပေမဲ့အဲ့ဒီအခြေအနေတွေအပေါ် မင်းရဲ့တုံ့ပြန်မှုကိုထိန်းချုပ်ပြေပြန်နိုင်စွမ်းတော့ရှိပါရင်မင်းဟာနာကျင် ခံစားခဲ့ရဘူးတယ်ဘဝရဲ့အနေအမြင်အတက်ကြတွေကိုဖျက်ဆီးခဲ့ရတယ်အဲ့ဒီအတွေ့အကြုံတွေကနေတဆင့်ဒီနေ့မင်းရဲ့လို့ဖြစ်လာခဲ့ရတယ်ချိန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာအရာတွေအများကြီးပြောင်းလဲသွားခဲ့ပြီးမင်းရဲ့အမြင်တွေကိုပြောင်းလဲသွားစေခဲ့တဲ့အရာတွေ မင်းကိုတင်ငန်းစာပေးခဲ့တဲ့အဖြစ်ပြက်တွေမင်းရဲ့စိတ်အားကိုရှင်သန်တည်ငြိမ်စေခဲ့တဲ့အကြောင်းအရာတွေဒါရီအလုံးဖြစ်ပြက်သွားခဲ့ပြီအချိန်လေးကြာလာတာနဲ့အမျှဘသူမှအရင်တိုင်းရှိမနေကြတော့ပါဘူးသူတို့ချို့ကတော့မင်းကိုပြောင်းလဲသွားကြပြီလို့လာပြောကြလိမ့်မယ်အဲ့ဒီအခါတိတ်သေးကြတာပေါ့တိတ်ကိုပြောင်းလဲသွားတာပါတိုင်းမဲ့တားဟာဘောကပဲလေဒါပေမဲ့ငါဟာအရင်ကလူပါပဲ အရင်တုန်းကထက်နည်းနည်းလေးတန်မာလာတဲ့နည်းနည်းလေးပိုရင်းကျက်လာတဲ့သူပါလို့ရိုးရိုးလေးတုံ့ပြန်လိုက်ပါအချိန်တိုင်းမှာမင်းအဆန်းရှိသလောက်ကျူးစားပါပြီးတော့မင်းအဆန်းရှိသလောက်ဆိုရဲပမာဏဟာအမြင်မပြတ်တိုးတက်ပြောင်းလဲနေတယ်ဆိုတာကိုနားလည်ထားပါဥမာပြောရရင်မင်းနေကောင်းနေတဲ့နေနဲ့နေမကောင်းတဲ့နေတွေမှာမင်းရဲ့စမ်းဆောင်ရည်တွေကွာနေတာမျိုးပေါ့ဘလို့အနေဒါမျိုးမှဖြစ်ပါစေ လက်ရှိအချိန်မှာမင်းစွမ်းသမျှအားထုတ်မယ်ဆိုရင်မင်းကိုမင်းအပြစ်တင်တာတွေမနိုင်ဝင်ထမ်းမိလောက်အောင်ပိုခိုင်းမိရရင်းနဲ့အဲဒီကနေမှနောက်ဆက်တွဲပောက်ဖွာလာမယ့်နောင်နာတွေကိုကာကွယ်ပီးသားဖြစ်နေပါလိမ့်မယ်။ဖာကြီးပဲဖြစ်နေဖြစ်နေဒီနေ့ရဲ့တိုက်ပွဲကိုမင်းအားရှိသလောက်ဆင်နွှဲနိုင်သေးတယ်ဆိုတာမင်းအမှတ်ရပါ။မနေ့ကတိုက်ပွဲနဲ့မနေ့ပြန်တိုက်ပွဲတွေကို ပေါင်းထည့်လိုက်တော့မှသာမင်းဘဝဟာစိတ်ရှုပ်စရာကောင်းသွားမှာပါ။ ဒီတော့နေ့တိုင်းမှာဒီနေ့တနေ့ရဲ့စိန်ခေါ်မှုတွေကိုသာအပြည့်အဝရင်ဆိုင်ပါလိုအပ်မယ်ဆိုရင်ဒီနေ့အတက်ကိုပဲအပြည့်အဝရှင်သန်ပါအပြည့်အဝရုန်းကန်ပါလက်ရှိပြစ်ဆုတ်ပန်းဒီနေ့ပြီးတော့အိမ်နေ့အတွက်ပဲမင်းဆန်းသမျှထုတ်သုံးပါဆက်သိမ်းမှာအားလုံးဆက်သိမ်းပေါင်းပါရယ်အားလုံးအေးပါပါရယ်လမ်းခဲ့တဲ့ခြေလမ်းတိုင်းရှားခဲ့တဲ့နောင်တတိုင်းပြုံးခဲ့တဲ့အပြုံးတိုင်း ရုံးကန်ခဲ့တဲ့ရုံးကန်မှုတိုင်းမှာဘာမဟုတ်တာလဲလို့ယူဆခဲ့တဲ့အရာတိုင်းဟာတစ်ချိန်မှာတစုံတရာရဲလို့အကောင့်ထဲပေါ်လာပါလိမ့်မယ်။အထက်တန်းကျောင်းတုန်းကဖြစ်ရက်တွေမတွေ့ရကြပြီဖြစ်တဲ့တငယ်ချင်းတွေနဲ့အချိန်ဖြုန်းခဲ့တဲ့ညနေခင်းကိုတင်ခဲ့ပြီးဘသူမှမဖတ်ဖြစ်ခဲ့တဲ့စတိတဲ့တချို့ဘတော်မှရှုံလုံးပုံမလာတော့တဲ့တစ်ချိန်ကအသေးစိတ်စိတ်ကူးရင်ပြင်ဆင်ခဲ့တဲ့အနာဂတ်အထီးကျန်တဲ့ညတွေမှာဖတ်ခဲ့တဲ့ဝတ္ထုစာအုပ်နဲ့မဂ္ဂဇင်းတွေ ကိုခံယူချက်ဘာသာရေးနဲ့ချစ်ရေးချစ်ရာကိစ္စတွေအပေါ်ကိုပြန်ထုတ်ခဲ့တဲ့မိကွန်တွေရဲ့အပြေဒီအချိန်နဲ့အားလုံးဟာမင်းရဲ့ခွန်အားတွေဖြစ်လာစေတယ်ဒီလောက်ရတဲ့အားလုံးဟာမင်းပိုင်ဆိုင်နေတဲ့အောင်မြင်မှုတွေစီကိုအရောက်ပို့ပေးခဲ့တယ်ဒီအချက်တွေအားလုံးဟာဒီနေ့မင်းဘာကောင်းရဲ့လွတ်ပြောင်းဖန်တီးပေးကြတာဖြစ်တယ်မယုံမရှိနဲ့ကိုတွေ့ လက်တွေ့ကိုညှင်းဆန်နေခြင်းကမင်းရဲ့လက်ရှိခံစားချက်တွေကိုဖြစ်ပေါ်နေစေတာပါမင်းရဲ့စိတ်ကခုနေရခုချိန်ကလွဲလို့တခြားတစ်ပါးအချိန်ကာလနေရာတွေမှာပြန်လွင်မျောပါနေခြင်းဟာမင်းရဲ့စိတ်အခြေအနေကိုနှေးကွေးရတန်တအောင်လှုံ့ဆော်နေခြင်းဖြစ်ပါတယ်အဲ့လိုခံစားရတဲ့အခါတိုင်းလက်ရှိအချိန်လက်ရှိအလုပ်ပေါ်ကိုအာရုံနဲ့ပြန်ဆွဲယူလိုက်ပါလက်ရှိမှာရရှိရောက်ရှိနေတဲ့အခြေအနေတခုလက်ခံပြောင်းဝင်ခြင်းဟာ မင်းရဲ့ပျော်ရွှင်ခြင်းတော့ချက်ပါပဲမရောက်နေတဲ့အခြေအနေတစ်ခုကိုပူပန်နေမဲ့အစားလက်ရှိရအဖြစ်တင်ဆောင်အနေအထားတစ်ခုအဖြစ် အမြန်ဆုံးလက်ခံလိုက်ဖို့လိုပါတယ်ဆန္ဒမှန်သမျှကမင်းနဲ့ပဲသက်ဆိုင်ပါတယ်လောကကြီးနဲ့ညင်းဆန်အတိုက်ခံဖြစ်နေမှာလားတစ်မိနစ်လောက်အချိန်ပေးပြီးတွေးတော့ကြည့်လိုက်ပါမင်းရဲ့နာကျင်မှုတွေတွေ့ရမှုတွေကလက်ရှိမင်းလက်ထဲရောက်ရှိနေတဲ့အရာတွေကိုညင်းဆန်ခြင်းတဲ့အခါပေါ်ပေါက်လာရတဲ့အရာတွေကြီးပါပဲ။ မင်းကြုံတွေ့လာသည်မအရာရာတိုင်းကိုထိမ့်ချုပ်ပြောင်းလဲနိုင်စွမ်းမင်းမှမရှိပေမဲ့အဲ့ဒီအခြေအနေတွေပေါ်မင်းရဲ့တုံ့ပြန်မှုကိုထိမ့်ချုပ်ပဲ့ပြင်နိုင်စွမ်းတော့ရှိပါတယ်။မင်းမှာတခုတက်ပေါ်တဲ့နာမည်တွေရှိရယ်။စိတ်အေးအေးထားပြီးတော့မင်းဘဝကိုဒီတက်ပို့ပြီးတော့ဖြန့်ကျက်လိုက်ပါ။မင်းကိုမင်းစကားလုံးတစ်လုံးနဲ့ပုံဖော်ကြည့်ပါ။မင်းကိုကိုစားပြုနိုင်မဲ့စကားလုံးတစ်လုံးကိုရွေးချယ်လိုက်ပါ။အချစ်ကြီးတော်လား။အတန်ကောင်းတော်လား။ ရှင်းချက်တော့လားတက်လက်တော့လားရှင်းရင်တော့လားစိတ်တက်ခိုင်မာတော့လားပြတ်သားတော့လားစသဖြင့်မော်ငါတို့တွေရဲ့စိတ်ထဲမှာကိုကိုကိုတတ်မှတ်ထားတဲ့ပုံရိပ်တစ်ခုအမှတ်သားတစ်ခုရှိနေတတ်ကြတယ်ငါဘသူဆိုတာမျိုးပေါ့ငါကစာတော်သူငါကဟင်းချက်ကြွကျင်သူစသဖြင့်ပေါ့တရားရောက်ကများငါတို့တံပိုးထားတဲ့အဲ့ဒီအချက်ရက်တီမှုကိုထိခိုက်လာမယ်ဆိုရင်ငါတို့တွေဟာ တိုက်ပွဲဝင်ဖို့အသည့်အနေဒါဖြစ်သွားတတ်ကြတယ်။ဒီလိုဝေဖန်မှုတွေကငါတို့စိတ်ဆိုးဒေါသထွက်ကြတယ်။ငါတို့ကိုမကောင်းပြောပြီးတိုက်ခိုက်ပြီးဆိုပြီးယုံကြည်သွားတတ်ကြတယ်။ရှေ့ဆက်တို့ဖို့အာကုန်နေခိုင်မှာငါအခြေအနေကလည်းအဲ့လိုပဲ။ငါရဲ့ပုံရိပ်ဆိုတာတကြွသူအလုတ်တွင်သူအတွေ့အကြံတွေများသူရဲ့လို့ငါကုံကလက်ခံထားတယ်။ဒီတော့ငါတကြွစိတ်တွေပျောက်ဆုံးသွားရင်ငါအလုတ်တွေရပ်တန့်သွားရင်စိတ်တက်ကြဆင်းပြီး ငါလက်ခံထားတဲ့ငါမဟုတ်တော့ဘူးရဲ့လို့ပူပန်တက်လာတယ်တော်ကြကတော့ငါဟာအချက်တစ်ချက်ထင်းနဲ့အတိတ်ပဲဖွင့်ဆိုလို့မရဘူးဆရာကနားလည်နေဘူးပဲငါဟာအမြဲတမ်းအလုံးမတွင်နိုင်ဘူးမြန်သောအဖြစ်တော့အလုံးဖြစ်နေမယ်တခါတလေတော့လေငါအလုံးမတွင်တော့တာမျိုးရှိမယ်အမြဲတမ်းတက်ကြွမနေနိုင်ဘူးမြန်သောအဖြစ်လန်းဆန်းပြီးအသင့်ဖြစ်နေမယ်တခါတလေတော့လေပြင်းရည်နေတတ်တာမျိုးရှိမယ်အတွေးချမ်းဆိုရလဲ တသက်လုံးအကောင်းတွေကြီးပဲရှိနေနိုင်မလဲဖြစ်မှာမဖြစ်နိုင်တာကြီးဒါတွေကိုမြင်လာဖို့လိုမယ်အမှန်တော့ငါဟာဘာမှစိုးဖြစ်နိုင်နေဒီအချက်ကိုနားလည်လိုက်ရုံနဲ့ငါဖြစ်နေတဲ့အခြေအနေတော်တော်များကိုလက်ခံသွားနိုင်မယ်ငါဟာပုံစံကွက်တစ်ခုတည်းပဲပြိမိနေရမဟုတ်တော့ဘူးတရားောက်ကငါလှုပ်ရက်ဟာအကောင်းဆုံးမဟုတ်ဘူးလို့မြင်လဲကိစ္စသိမ့်မရှိတော့ဘူးဘာလို့ဆိုအမြဲတမ်းတော့ငါလည်းပဲတော်နိုင်မလဲ ငါအမားတွေအများကြီးလုံမိမယ်ငါဟာပြီးပြည့်စုံဖို့လိုအပ်နေအောင်မယ်ဒါပေမဲ့โอเคပါတယ်နေတာပါတယ်ငါနေရာမှာမင်းဆိုလဲဒီကနေ့ရဲ့ podcast by view စုစုရဲ့အစီအစဉ်လေးမှာဖပြပေးခဲ့တဲ့ ဆိုင်ဆရာကိုနေတာရဲ့ main address resort လေးကိုလည်းပြည်သက်တွေကသဘောကျလိမ့်မယ်လို့မျှော်လင့်ပါရယ်။နောက်တစ်ပတ်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကို celebrate ဖတ်ပြတင်ဆက်ပေးတော့မှာမဟုတ်လို့ဆက်မနာဆင်အားပေးကြပါအောင်နော်။